တော်မင်းတို့ဆိုဖြစ်ဖြစ်ချင်းတော့ဆိုတော့ရှင်အခုဒီနေ့အထိဘောနော်ညလုံးအဲ့လိုမပြောဘူးအခုချိန်မှာအများနဲ့ဒီ post တွေပဲကြည်နေနေတယ်မျက်ရည်ကျတာဘောနော်တကယ်လဲစိတ်မကောင်းသူတို့မြင်ရတာပေါ့နော်တကယ်ကိုဟိုအရင်နဲ့အခုနဲ့ရှင်လိုက်လို့ရှင်လုံးဝတခြားစီဖြစ်သွားတာပေါ့အဲ့နဲ့အီလေးအတွက်ကိုနေရောက်သူလဲဆယ်တိကိုလဲဆယ်တိမှ TV မှအလူခန္ဓာတိတ်နေရလာတော့ရှိနေပြီအီလေးကိုသွားရဲဆိုတာလဲအဓိကလိုအပ်နေတာသူဖြိုသွားတယ်ပေါ့နော်အီလေးတွေအဲ့ဒါပြန်ဆောက်တည်ဖို့တော့အပီစားတောက်ဖို့ပြီးတော့တောက်ရီတောက်ရီတက်ကတ်တယ်ပေါ့နော်အဲ့ဒါလည်းလုပ်မှာပေါ့ ကျတော့အဲကျမကဒီဟွာပေါ့နော်ဒီတပုတ်စကားတပုတ်စကားကကျမတို့အင်းလေးမှာတော့ရိုက်ခဲ့တယ်အဲ့ဒီရိုက်တဲ့အချိန်ကမနစ်ကပေါ့နော်တနစ်တော့ပြည့်ပြီအဲ့ရိုက်တဲ့အချိန်မှာကျတော့ဒီအင်းလေးကအရာကိုလှလှတယ်ပေါ့နော် အခုမြင်ရတဲ့အချိန်မှာလုံးဝစိတ်မကောင်းပြီးလို့ရှိရင်အဲ့ရွာသားတွေအဲ့ကွာလဲရင်းနှီးခဲ့တဲ့ခါကျတော့အဲလာလာပြောတာပေါ့နော်အခုညီလာတောင်းတဲ့ခါကျတော့အဲနမီနိုရေလို့သာဆိုအမတို့တခုခုတော့လုံမယ်ပေါ့နော်အဲနအီလေးအတွက်ကိုနေရောက်သူလဲဆယ်သိန်းသူလဲဆယ်သိန်းမှတီးပြီးမှအကျော်ညာလိုက်မယ်ပေါ့အလူရှင်တွေပေါဝင်ခြင်းနဲ့လို့ပေါဝင်လို့ရအောင်ဆိုပြီးမှအဲ့ဒီအီလေးဖက်ကိုတီးလိုက်တာအဲအဲနအမတို့ဒီအလူခန္ဓာတီးလေးဆိုတောင်းရက်ပြေသွားပြီနော်တောင်းရက်ပြေသွားပြီတော်တော်လေးအဆင်ပြေလာပါပြီအဲပြီးရှင်နေတဲ့သူလဲမီနိုရဲ့ Facebook page မှာပေါ့နော်တင်ထားတယ်ပေါ့နော်မနက်ဖြန်နောက် ဆုံးထားပြီးတော့ကုလို့ရပါတယ်ဆိုတော့ဘလိုပဲဖြစ်ကိုတက်နိုင်တဲ့အပတ်ကနေတက်ဆန်းသလောက်ပါဝင်ကုညီလို့ရပါတယ်လို့ပြီးတော့မင်းတို့ကလည်းဒီကလင်းအင်းလေးကိုသွားရဲဆိုတာလည်းအဓိကလိုအပ်နေတာသူပြိုသွားတယ်ပေါ့နော်အင်းလေးတွေအဲ့ဒါပြန်ဆောက်တည်ဖို့အတွက်ကိုတအိမ်အတွက်အတအိမ်အတွက်မင်းတို့အိမ်နောက်ဆုံးပတ်စံလေးငွေငွေလေးတွေလည်းအလှငွေပေးပေးမှာပဲအပြီးစားတောက်ဖို့ရင်းပြီးတော့တောက်ရီတောက်ရီတက်ကတ်တယ်ပေါ့နော်အဲ့ဒါလည်းလှူမှာပေါ့ဟုတ် အခုကကျတော့ရေတွေလည်းခမ်းပြီးမှနေတော့တဲ့ခါကျခင်းတွေတက်တာပြီးတဲ့ချွတ်အိတ်လေးဆိုပြိုတာအမတို့သနားရိုက်ကတဲခဲ့တဲ့ဖုန်းကြီးကြောင်းဆိုလို့ရှိရင်အခုလုံးဝပြိုသွားတာအဲ့လိုဖြစ်တဲ့ခါကျတော့တော်တော်စိတ်မကောင်းဖြစ်မိတာပေါ့နော်ဒီအဲ့ဒေတာခါနေလည်းသူကလည်း ဟိုအဓိကအမရေပေါ့နော်ဟိုစားတောက်တဲ့တို့အိမ်ပြန်စောက်နေဖို့အတွက်ကိုတို့ကဒီဝါးတွေဝယ်ရတာလည်းအခက်အခဲရှိနေတယ်ဝါးတွေဆိုလို့ရှိရင်လည်းဈေးတက်တာပါညာရှိရမှာပေါ့အဲကြောင့်မလို့အမတို့ကကိုမီတောင်းတယ်အမတို့လည်းမနေ့ကမီတင်ထိုင်တယ်တကယ်လိုအပ်တဲ့ဟာကိုအရင်ဦးစားပေးမှလုပ်သွားမယ်ပေါ့နော်အဲကြောင့်မလို့အမတို့ဒီအိမ်လေးကိုဝါးဖြစ်တာဖြစ်ပါတယ်တကယ်လည်းစိတ်မကောင်းတို့မြင်ရတာပေါ့နော်တကယ်ကိုဟိုအရင်နဲ့အခုနဲ့ရှင်လိုက်လို့ရှိရင်လုံးဝတခြားစီဖြစ်သွားတာပေါ့ဒါတော့မှလူကိုယ်တိုင်မရောက်သေးဘူးလူကိုယ်တိုင်ရောက်လို့ရှိရင်တော့တော်တော် စိတ်မကောင်းဖြစ်မိတယ်။ဆောင်းမင်းတော့ဆိုဖြစ်ဖြစ်ချင်းတော့ဆိုတော့ရှင်အခုဒီနေ့ထီဘောနော်ညလုံးအိတ်လို့မပြောဘူး။ပုံမှန်လည်းမအိတ်ပါဘူးပုံမှန်ရက်ဒီဒါပေမဲ့အခုချိန်မှာအမြဲတမ်းဒီ post တွေပဲကြည်နေနေတာမျက်ရည်ကျတာပေါ့နော်။မျက်ရည်ကျပြီးတော့ညညဆိုရင်မိလို့ဘာလို့ဘာကံမှမသိဘူးအဲ့လိုမျိုးလူတွေအဲ့လိုမျိုးဒုက္ခရောက်နေရပြီးတော့ကလေးလေးတွေဆိုလို့ရှင်လဲဆရာမက ဆီယာမဆုံးပါသွားပြီခလေးတွေကအကုန်လွတ်တယ်ဗောနော်တွေ့ပြီးတော့ဘလို့ဘလို့များကာကွယ်ပေးခဲ့ရလဲကိုရဲ့ဒီဖြစ်စဉ်တွေဖြစ်ဖြစ်ကြောင်းကိုယ်စင်တွေကိုရဲ့မသိရဘူးကွာဟိုဘာဖြစ်နေလဲခံစားမှုတွေကြာကိုရဲ့မသိဘူးဗောနော်မကြုံမမကြုံဘူးကွာဒါပေမဲ့သူတို့ကြည့်ပြီးသူတို့စိတ်တက်ဘလောက်တောက်ခံထားလဲဆိုတာပြီးသိရတယ်ဒါပေမဲ့တချို့ကျတော့စိတ်တက်ခွန်ကစိတ်စိတ်ကြောက်ဆောင်နေရဆိုရင်လည်းလူကခံတာကမရတော့ဘူးပျက်စီးနေတဲ့အရာတွေလည်းဖြစ်ဖြစ်သွားပါမှာဗောနော် ဆိုတော့အဲကြောင့်လည်းလူတွေကအဲ့လိုအပေါ်ဆွဲပြီးတော့မတင်ခင်မှာတော့လူတွေကအသက်ရှင်နေတယ်ဒါပေမဲ့အပေါ်ရောက်သွားရင်ဆုံးသွားတယ်ဆိုတော့ခုနကပြောသလိုပေါ့ခန္ဓာကိုယ်ကလေးစားတွေကပျက်စီးသွားရင်ပျက်စီးသွားလိမ့်မယ်ဒါပေမဲ့သူတို့စိတ်ကဆောင်းနေလို့သူတို့စိတ်စိတ်တက်ခွန်အားနဲ့သူတို့ဆက်ပြီးရက်တည်နေရပါတော့ဒါတကယ်လဲဟိုမိမို့စိတ်လည်းမကောင်းဘူးဒါပေမဲ့ကိုယ့်ဘက်ကနေတက်လှမ်းနိုင်တယ်လို့ကိုယ်ကောင်းဆုံးတော့ကိုယ်ပတ်မိုးပေးရပါတော့ဒါပေမဲ့မိမို့ကတထေးလိုလည်းချမ်းသာနေရမဟုတ်တဲ့အတွက်အဝင်အားရောက်ဝင်ကားအလျောက်ကိုယ်တွေတက်နိုင်တယ်လို့ကိုယ်လှူရန်ပေးသလိုနောက်ကိုယ်ကိုယ်ကရအရာလဲ လာလို့ပေးရပါဘူးဟုတ်ဟုတ်အမှားတော့သွားမယ်ဆိုလို့ရှင်သူကဒေဝအစသူကအကုန်လုံးသူကပြင်ဆင်ထားပြီးတကယ်လို့အဲ့တကယ်ဖြစ်တဲ့နေရာကိုကိုယ်တိုင်သွားပြီးမှလူမယ်လို့သူတို့ပြောထားတော့သူတို့ဖက်ကလည်း ready လောက်ထားပေးတာပေါ့နော်အဓိကကတော့လေလိန်တဲ့သူတွေကဘာကြောင့်လိန်လဲဆိုတော့သူတို့တွေကတော့အခွင့်အရေးလေးယူတာပေါ့နော်ရရမလားဆိုပြီးယူတာပေါ့ဒါပေမဲ့သူတို့ရဲ့ဘဝကဘယ်လိုလဲနောင်နောင်နောင်ဘဝမှာပေါ့ပြောရရင်နောင်ဘဝမှာတော့သွားပြီလေးတလားမသူတို့သူတို့ဘဝကဒီဟာရဲ့အပူစားရဖြစ်တယ်သူတို့ ဒီပတ်စံနေတုံးတော့ဘလောက်များတုံးနိုင်မှာလဲပြောအခုကုံစိမ်းလုံးနေဒီလောက်တက်နေရဲ့ခေကြီးမှာဒါသူတို့မရှိလို့ယူတာလीနော်သူတို့မရှိလို့ယူတဲ့အပေါ်မှာသူတို့ခံရမှာသူတို့ရဲ့ဘဝသူတို့ရဲ့ဘဝသူတို့ရဲ့ခန္ဓာခန္ဓာခန္ဓာပြီးခန္ဓာသေးဝရင်ပြီးသူတို့ရဲ့နောက်ဘဝမှာဖရစီရင်လို့ရှင့်ဒီထက်ပိုပြီးကံငယ်ရဲ့ကိုကြာပြီးဒုက္ခရောက်ပြီးဒီထက်ပိုပြီးခံစားရမှာကွာတိလားဟိုဘလို့ပဲဖြစ်ဖြစ်ဒီຢာတွေကိုသူတို့ဖြုတ်ယူတယ်ဘလောက်ပဲဖြုတ်ယူဖြုတ်ယူဒီပစ္စည်းဆိုတာလည်းမတရားမမြဲဘူးကွာတလားမမြဲတဲ့အတွက် ဟိုအခုအခုအခုဆိုတတ်တယ်ပဲလေဟိုလူတွေစုံသွားတယ်စုံသွားပစ္စည်းတွေထားခဲ့ရတာပဲဒီအိမ်တွေဆိုလည်းထားခဲ့ရတာပဲဆိုတော့ကိုရီးယားတွက်ကဘာမှလည်းပြန်ပြီးလုပ်ပေးမဲ့သူတွေလည်းမရှိဘူးဒီမြန်မာနိုင်ငံဆိုပုံဆိုးတာပေါ့နော်ဆိုတော့အဓိကတော့ဖတ်ဖတ်မှာတခုမှမကောင်းနေဘူးအဲ့တော့ကိုရီးယားအသက်ရှင်နေသေးတော့ကိုရီးယားကကူညီပေးတာပေါ့ဒါပေမဲ့ကိုရီးယားတကယ်ဖြစ်သွားခဲ့လို့ရှင်တော့ကိုရီးယားဘယ်သူကူညီပေးမလဲကိုရီးယားလည်းမသိဘူးပေါ့နော်အဲ့ဒါလေးတော့နည်းနည်းဟောပါစေ တော့ဒါအင်းလေးကိုဘယ်နေ့လောက်သွားလို့လဲအဲ့ဒါလေးပဲပြောပြကို၃ရက်အတွင်းမှာပေါ့နော်အဖက်ဖက်ကလည်း ကြော်ညာလိုက်တဲ့အခါကျတော့တချို့ဆိုမမြင်ဘူးမမြင်ဘူးလဲယုံယုံကြည်ကြည်နဲ့လာလို့ပေးကြတာပေါ့နော်တကယ်လဲကျေးဇူးတင်ပါတယ်လို့အများဆုံးကတော့ဒီအဲဒီဒီရန်ကုန်တချလိတ်တချလိတ်ကအမတချလိတ်မှာနေတာဟုတ်တချလိတ်ကမိတ်ဆွေတွေတငယ်ချင်းတွေပြီးလို့ရှင်ထိုင်းဖက်ကပေါ့နော်ရန်ကုန်အဲ့ဒါပေါင်းလိုက်တဲ့အခါကျတော့အဲတိုင်းနေရလာတော့ရှိနေပြီဆိုတော့အမတော့အဓိကဆိုတော့ပြောတယ်လို့မျိုးပဲသူတို့အိမ်ပြန်လဲဆောက်ဖို့တော့အခက်အခဲရှိတယ်အဓိကငွေမနော်တိုင်းနေရဆိုတော့လည်းဘယ်လောက်မှတော့မရှိသေးဘူးအရန်နှဲနေတယ်ပေါ့နော် ဆိုတော့ဟိုတောင်ကြီးရောက်ရင်တော့အလူရှင်တွေထက်လူမယ်လို့ပြောတယ်ဟုတ်အခုလည်းဟိုထက်လူချင်းတယ်ဆိုမှပြောလာတဲ့လူလည်းရှိပါသေးတယ်အဲ့ဒါလူထက်ထက်လူနိုင်တဲ့အကြောင်းလည်းပြောပြောထားပါတယ် ဒါကြောင့်မလို့အတတ်နိုင်ဆုံးအဲကျွန်တော်တို့လည်းစူးစမ်းနေပါတယ်လို့တတ်နိုင်တဲ့လောက်အကောင်းဆုံးနဲ့ပါဝင်ဖတ်ဖို့ပေးသွားမှာပါလို့ပြူကြပျက်စီးပြူလဲသွားတဲ့သူဝန်လုံးတွေအကုန်လုံးတွက်မင်းတို့ကအာဘာမှမလုပ်ပေးနိုင်ပါဘူးလို့ဒါပေမဲ့မင်းတို့တဆန်းတလောက်တော့မင်းတို့လူဝေရဖြစ်တော့လကောင်းလူကိုကွာရအဖြစ်တော့လကောင်းဝန်လုံးအကောင်းဆုံးမင်းတို့တဆန်းတလောက်ကူညီပေးနေတဲ့အပေါ်မှာအဲဟိုတမျိုးမမြင်မဲနဲ့အာ အကောင်းဆုံးမြင်ပေးကြပါလို့ပြီးတော့မင်းတို့လည်းအတူလူတန်းပေးနေတယ်မင်းတို့ရဲ့မိသားစုတွေမင်းတို့ရဲ့တငယ်ချင်းတွေအကုန်လုံးလည်းဝိုင်းဝန်းပြီးလှူဆောင်ပေးနေရပါတော့เนาะဆိုတော့တစ်ဖက်တစ်လမ်းအနေမင်းတို့နည်းနည်းလေးထောက်တိုင်လေးတစ်ခုဖြစ်သွားရင်တော့မင်းတို့ကျေနပ်ပါရဲ့လို့အားလုံးလည်းအားတင်းထားကြပါလို့မင်းတို့ပြောချင်ပါတယ်ဟုတ်